အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ဒါကျွန်တော်တို့ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဒါကျွန်တော်ပွဲပြီးပြီးချင်းဒါနည်းနည်းနောက်ကျသွားတယ်ဘာကြောင့်လဲဒါကျွန်တော် Crystal Palace နဲ့ Bournemouth ပွဲစဉ်ဒါကျွန်တော်တို့ Newcastle Brighton ပွဲစဉ်ကိုကြည့်နေတဲ့ကြောင့်ကျွန်တော်နည်းနည်းနောက်ကျသွားတယ်ပေါ့နော်ဒါကမှ Crystal Palace ဘယ်ကမှကြည်လိုက်တာတော့မသိဘူးနော်ဘူးမောင်းနဲ့ပွဲစဉ်မှာ Mateta ကြီးပါဂိုးသမားနဲ့1 on 1တွေ့တာဒါ Angidia ပေးလိုက်တယ်လို့ကျွန်တော်ပြီးွားပြီဘော4 3 Crystal Palace လုံးဝ game over ကန်ချလိုက်တာဗျာဘုံးဆိုပြီးတောင်းမလွင်ဘူးဟာဒီနေ့တော့သွားပြီဘောကွာကျွန်တော်တို့ခုနကဘုံမောကကပ်ပြီးရှုံပဲဟုတ်မယ်အမှန်တမ်းကကိုရီးယားကကိုရီးတို့ကောင်စပါးလို့အသင်းမျိုးတွေကကောင်းတာဘောလို့ဆိုဘုံမောနေတာကျွန်တော်ခရစ်စတယ်ပင်းတေးကြရင်ကိုရီးလက်ရှိအနေထားရတာကျွန်တော်တို့ဇယားမှာဆိုရင်မဆိုးဘူးလို့ပြောလို့ရတယ်ဗျာဒါပုံပယ်လေးပြောတာဒါပဲလို့ပြောလက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာစီးတီးပွဲအကြောင်းရင်းနဲ့ပြောအောင်အဲ့တော့စီးတီးအသင်းကလက်ရှိမှာဒါကျွန်တော်အာဆင်နယ်အသင်းနဲ့ဒါကျွန်တော်တို့တိုတယ်ဒါကျွန်တော်တို့ ဂိုးကွာချချက်တူပေမဲ့ဒါအဆင့်တစ်နေရာမှာရောက်ရှိသွားခဲ့ပြီဆိုပြီးတော့ဖူမော့ကတရားဝင်တင်ဆက်ထားခဲ့တာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာလက်ရှိမှာတော့ရွှေဘတို့ကတော့ယာယီအဆင့်တစ်နေရာမှာယက်တီနေတယ်လို့ပြောလို့ရမယ်တဲ့မှာပါအဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ CD တင်းနေတဲ့တဖြည်းဖြည်းပြောင်းလဲလာတဲ့ Manchester City အသင်းကိုတရရရနဲ့တွေ့လာခဲ့တယ်ဆိုတာဒီလိုမျိုးပွဲစဉ်တွေက100%ပဲလို့ပြောလို့ရတယ်မှာပါတယ်ဒီနေ့မှာပထမဆုံးကျွန်တော်ချီးကျူးချင်တဲ့ Erling Haaland ပါဒါကျွန်တော်တို့လက်ရှိမှာလူတော်များ Erling Haaland ကဂိုးသွင်းတာဘာထူးဆန်းလို့လဲဆိုပြီးတော့တော်တော်များများကဒါ ်ချစ်ကျူးလေးမျိုးအဲ့တော့ Allen Haaland ကိုတော့ underrated လို့တော့မဆိုရမယ်ဒါကျွန်တော်တို့ under the radar ထဲမှာ Allen Haaland အများနဲ့ရောက်နေတယ်လို့ပဲပြောရမယ်တင်မှာပါတယ်ဒါကျွန်တော်အများနဲ့ပြောခဲ့လက်ရှိမှာ Allen Haaland က Premier League မှာလောက်ခလာဆိုင်ရာဈေးကြီးဆုံးကစားသမားတစ်ယောက်ဒါပေမဲ့ကျွန်တော်အများပြော Declan Rice တို့လိုပဲလက်ရှိမှာဒါကျွန်တော်တို့လောက်ခလာဆာကိုဒါကျွန်တော်တို့ပေးရတန်တယ်လို့ feeling အများနဲ့ရနေတဲ့ကစားသမားတွေမှာ Allen Haaland ပါတယ်ခင်ဗျသူပထမဆုံးတွင်းသွားတဲ့တွင်းသွားတဲ့တွင်းကူမှာတော်တော်လေးကိုအများကြီးတယ်ခေါင်းတိုက်လိုက်တဲ့ခေါင်းတိုက်ချက်ကမသိရင်ခြေထောက်နဲ့ကန်လိုက်တဲ့ကန်ချက်အတိုင်းပဲတကယ်ကိုဒါပြင်းထန်လွန်ခဲ့တဲ့ ယ်ဒါကျွန်တော်ကစားသမားတွေအများကြီးရမှာညာယူပုံမှန်ကန်ခဲ့တယ်လို့ပဲပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့မီတိုဘေးစိုးစိကောင်မဒီနေ့ပွဲစဉ်မှာကျွန်တော်တိတ်ကြိုက်တဲ့အဒီကိုအိုရိုင်လီကတော့အကောင်းဆုံးခြေစွမ်းကိုပြပခဲ့တဲ့အနေထားမှာရှိတယ်ဒီနေ့ပွဲစဉ်မှာဒီကိုအိုရိုင်လီရဲ့ဒါကြောင့်ပီပိုမူဝတ်တဲ့ဒါကြောင့်လက်ရှိမှာဂိုဘရိတ်ကင်တစ်ခုဖြစ်သွားတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာအဲလင်ဟာလန်ကိုချီးကျူးအောင်မယ်မေးဘေးလေးအမနိုင်ပါဒီနေ့ပွဲစဉ်မှာတကယ်တမ်းဂိုးသွင်းမယ်ဆိုရင်တေးကြိုင်လေးဂိုးလောက် EC သွင်းလို့ရနိုင်တဲ့အနေထားတစ်ခုကနေဘာတွေလုပ်မှန်းမသိတဲ့ပြဿနာတွေကိုတွေ့ရမယ်ဒီမှာပါတယ်ကိုသမားကိုကြော်သွားတာကြီးပဲနှစ်ခါဒါပြောမယ်ဆို United နဲ့ပွဲစဉ်လု ံးကလိုပဲအလင်ဟာလန်တယောက်တည်း hat trick သွင်းခြင်း hat trick သွင်းပလိုက်လို့ရနိုင်တဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ကစားသမားကစားဒီကောင်ကနည်းနည်းလေးကကျွန်တော်ကန်တတဲ့ပုံစံမျိုးကိုလှုပ်လာတယ်ဒါပေမဲ့တစ်ပြေးနဲ့တစ်ပြေးလက်ရှိမှာဒါ series တွေနဲ့တော်တော်လေးကိုချီကျူးစရာဖြစ်လာခဲ့တာသူတို့ရဲ့ခံစစ်ပိုင်းပဲဒါပေမဲ့ဒီဘက်ဒီနေ့ပုံစံမှာဒါတစ်ဖက်အသင်းရဲ့ဒါကျွန်တော်တို့တိုက်စစ်ပိုင်းမှာ Jack Grealish မှာပါတာတော်တော်ကြီးကိုတိတာခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ် Jack Grealish မပါဝင်လာမှုကဒီနေ့ပုံစံမှာ Alcaraz ကိုပွဲထွက်စေလို့ပြီး Andy က အန်ဂျာရေပေါ့နော်အန်ဂျာရေတို့ရအန်ဂျာရေခေါ်အဲ့တော့အန်ဂျာရေကိုတော့ကျွန်တော် right wing back ကိုထုတ်စီခဲ့တဲ့သဘောမှဖြစ်သွားတယ်ဒါပေမဲ့ဒီနေ့ပုံစံမှာ Alcaraz အနေနဲ့ Jack Grealish ရဲ့ခြေရာကိုဘယ်နည်းနဲ့မှမနစ်နိုင်ပဲသူ့အနေနဲ့ဒါကျွန်တော်လက်ရှိမှာဒါ Matthew Nunez ရဲ့ဒါကျွန်တော်လက်ရှိအောက်ထဲမှာတော်တော်လေးကိုပြပြပွဲသွားရတယ်မှာပါဒါပေမဲ့ဒီနေ့ပွဲစဉ်ရဲ့လုံးဝ game changer ကိုပြောပါဆိုရင်တော့ City အသင်းရဲ့ queen လဲပိုင်းပဲဒါ Favor and Rangers ဒါ Gonzalez ၃ယောက်ရဲ့ trio ကတော်တော်လေးကိုမစိုးဘူးလို့ပြောလို့ရရတယ်မှာပါတယ်ပေါ့နော်အဲ့တော့မြို့သူပဲစိုးစင်ကောင်ဒီနေ့ပုံစံမှာဒါကျွန်တော် Rangers ကိုဒါလဲပြီးတော့ Bernardo Silva ကိုဒါကျွန်တော်တို့ queen လဲပိုင်းမှာလဲလိုက်တာဒါမစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ ဒီနေ့ပုံစံမှာတော့ Jeremy Dogu နေနဲ့အရင်တော့က Jeremy Dogu ပုံစံလေးပြန်ဖြစ်နေတယ်။ဆက်ရှိကစီးတဲ့ရောင်းနေတာဆုံးဖြတ်ချက်ဒီမှာယူနေတဲ့ Jeremy Dogu ကိုဆက်လက်ပြီးတွေးကြရတယ်။ဒါပေမဲ့ဒါက temporary Jeremy Dogu ပဲဖြစ်ရမယ်လို့ကျွန်တော်နေမြင်တယ်။ဒါပေမဲ့ဒီနေ့ပုံစံမှာတော့ Pep Guardiola ရဲ့လူစားလဲမှုကမှန်ကန်သွားခဲ့လို့မြင်တယ်။ဒါ Savio ကိုတော့ကျွန်တော်ဒါ Jeremy Dogu ကိုထုတ်ပြီးတော့ Savio left wing ကောက်ပို့ပြီး right wing နေရာမှာဒါကျွန်တော်တို့ အော်စကာပေါ်ပြောက်သွားခဲ့တယ်ပေါ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ပွပွင့်လင်းလင်းပြောမယ်ပေါ့နော်အားမနာနဲ့စီးနီးတဲ့ဒီနေ့ပွဲမှာနောက်ဆုံးပွဲပြီးခဲ့ဒီ15မိနစ်အချိန်ပို9မိနစ်22မိနစ်ကန်သွားချိန်မှာလက်ရှိစီးနီးတဲ့မိနစ်ကကန်သွားတဲ့ခြေစွမ်းကိုဒီနေ့ခြေစွမ်းကိုပြန်ကြည့်မယ်ဆိုဒီအဲ့ဒီမိနစ်30ကလက်ရှိစီးနီးတဲ့တော့အကောင်းဆုံးကျွန်တော်မြင်မှုတဲ့အချိန်နေပဲတကယ်ပဲ Ryan Shaki ရဲ့ through body ကတကယ်ကိုစောက်မြေကတ်လောက်အောင်ကောင်းတဲ့အနေထားမှာရှိတယ်ဒါရရန်ပြောမယ် Ryan Shaki ပေးလိုက်တဲ့ through ball နှလုံးလား၃လုံးလားမသိဘူးရှိတယ်အဲ့၃လုံးလုံးကစောက်ရဲစောက်ထားကြတယ် Allen ဟာလန်တကောင်ကတော့ဗျာကျွန်တော်ကြီးတွေလှုပ်ပြလို့လာဘာပန်းမသိတဲ့ပုံစံမျိုးကိုဖြစ်သွားခဲ့တဲ့အနေအထားမှာရှိရပေါ့အမှန်တိုင်းပဲမဒါတော်တော်လေးကိုအသေးရဖို့ကောင်းတဲ့အနေအထားပဲဒါပေမဲ့ဒါဆရာသမားဒီနေ့ပုံမှာ၂ကိုးသွင်းလာတယ်အမှန်တိုင်းပဲဒီနေ့ပုံမှာ၃ကိုးသုံးဖို့၄ကိုးလောက်သွင်းလိုက်ပြီဆိုရင်အာဆောင်သိတဲ့ဒါ GD ကနည်းနည်းလေးကွာခြားသွားမယ့်အနေအထားမှာရှိရဲတိုးမဲ့တော့ညာလေးလက်ရှိမှာတော့အာဆနယ်ပွဲမတိုင်ခင်မှာတော့စီတီတင်ကဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအဆင်ပြေသွားခဲ့တာတွေ့ရမယ်ဒါပေမဲ့ဒီနေ့ပုံမှာတော့တစ်ခုနေတဲ့အကြီးနေတဲ့တကယ်တမ်းကျတော့ပွဲကြီးတွေမှာ pressure rise မှာတော်တော်လေးကိုအားနေလာမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အကြီးနေဒီနေ့ပုံမှာအကြီးရဲ့အမားတွေကို ိုတွေးခဲ့ရတယ်။အကြီးအမားတွေကတစ်ဆင့်တစ်ဖက်ကဒါကျွန်တော် Newcastle ဆိုအဗာဒန်သွေးအသုံးချဖို့အတွက်စူးစမ်းသွားဖို့အခြေအနေတွေဒါကျွန်တော်လွတ်ရှိခဲ့ပေမဲ့ဒါကျွန်တော်တို့ရဲ့တိုက်စစ်ကိုယ်တိုင်ကဘယ်တို့ကိုယ်တိုင်ကဆက်သုံးမကြရတော့တော်တော်လေးကိုခံပြင်းသွားခဲ့တယ်မြင်။ဒါပေမဲ့ဒီနေ့ပွဲစဉ်ရဲ့ difference maker City တဲ့နောက်ပိုင်းပွဲစဉ်မှာဒါခံစစ်ပိုင်းမယ်။ Nico O'Reilly, Aki, Diaz, Damatu, Nunez ရဲ့ now damn performance ကိုချီးကျူးအောင်ဖြစ်ဒီနေ့ပွဲစဉ်မှာတဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့တဲ့နီကိုဂွန်ဇာလက်စ်ပဲနီကိုဂွန်ဇာလက်စ်ရဲ့ဒီနေ့ပွဲစဉ်ရဲ့ခြေစွမ်းကတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်။သူ့အနေနဲ့ကျွန်တော်လက်ရှိမှာ already ရှစ်တက်သွားမယ်ဆိုရင်တော့ inverted ဒီကိုဝင်ဝင်ကူလို့ရနေတာမှရှိတယ်။ပြီးရင်ဒီနေ့မှာတော့တကယ်တမ်း in game မှာတချို့သော movement တွေမှာဆိုရင်တော့ဒါ city team ရဲ့3 back formation ဆက်ဆံအကွက်တွေကိုမြင်ရမယ်။နီကိုအနေနဲ့အလွန်ကြိုရှစ်တက်နေတာမျိုးမဟုတ်ဘဲနဲ့ဒါကျွန်တော်ခံစင်းနဲ့ကွင်းနဲ့ကြားထဲမှာပေါင်းကူးသနားတွေနဲ့ပေးပို့မှုတွေကလည်းတော်တော်လေးကိုတိကျလာခဲ့လို့ပြောလို့ရတယ်။ဒီနေ့ပွဲစဉ်မှာ Ryan Shaky ကိုပြန်မြင်ရတဲ့အနေအထားမှာဒါ Erling Haaland ဒါ Ryan Shaky ဒါ Phil Foden တို့အုပ်စုကိုပြန်ကြည့်မှာတော်တော်လေးကို ိုက်တယ်လို့မြင်တယ်။ရှက်ကီကိုတန်းကလက်ရှိမှာတောင်ပံမှာလည်းတာဖလန့်ပုံစံမျိုးထွက်ဆော်လို့ရတဲ့ကြောင့်ဒါရှက်ကီနဲ့ဖိုဒန်နဲ့ကိုကျွန်တော်ကတစ်ချက်ချက်တွဲဆိုးကျင်တဲ့အနေထားမှာရှိတယ်။ရိုင်းဒါကိုနောက်ပိုင်းနည်းနည်းပို့ပြီးတော့ဒါခါကျရင် CMD ရဲ့ hybrid ကိုဒါကျွန်တော်နည်းနည်း riders ကိုကိုက်ကိုက်ခိုင်းတဲ့ပုံစံမျိုးပေါ့။ဒါပေမဲ့ဒီစင်မှာလက်ရှိမှာဒါကွင်းလယ်ပိုင်းမှာဒါကျွန်တော်ဖိုဒန်က riders က gonzales ကိုဒါရှက်ကီကိုတစ်ခါရဲ့သုံးရမယ်အနေထားမှာရှိပါဒါဒီညမှာဒါကျွန်တော် jeremy doku ကိုဒါကျွန်တော်တို့ wife လာမထွက်ခဲ့ပြီကျွန်တော်အတွင်းထဲကိုဒါကျွန်တော်တို့အာအာ sharky ကိုပုံစံအဲ့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါ sharky ရဲ့ဒါကျွန်တော်တို့သူ့ရဲ့အသက်တွေကိုတွေ့ရသူ့ရဲ့ through pass တွေကတကယ်ကိုစောက်ရမ်းစောက်ထားကြတယ်လို့မြင်တယ်ပြီးတော့ပဲကျွန်တော်ဒါပွဲပြီးကန်ဒီပြီးတော့ရအောင်ကျွန်တော်ကြည့်နေတယ် ။အဲလင်ဟားလန်ကလည်းတော်တော်လေးချိန်သားခိုက်ပြေးတတ်ပါလေ။ဒီကောင်ကဒါကျွန်တော်ပြေးတဲ့နေရာမှာ share ပဲ။အဲလင်ဟားလန်ကသူ့အရာမောင်သူ့ခန္ဓာကိုယ်နဲ့မလိုက်တကယ်ကိုသူတော်တော်လေးကိုစောက်ရမ်းမြန်တဲ့ကစားသမားဆိုကျွန်တော်နေရာမြင်တယ်။အဲ့တော့အဲလင်ဟားလန်လက်ရှိမှာဒါပရီးမီးယားလိမှာဂိုးသွင်းအများဆုံးထင်တယ်။မာတိန်နာနဲ့သူနဲ့ဒါမတိမ်မရေးတော့ပဲရှိမယ်မြင်မြင်နဲ့။ဒါကြောင့်ကျွန်တော်အဲလင်ဟားလန်ပဲဂိုးသွင်းတာအများဆုံးဖြစ်လာမယ်မြင်တယ်။အဲ့တော့ဒါကျွန်တော်လက်ရှိခုနကကျွန်တော်ဗီဒီယိုဆက်ပြောခဲ့တယ်။အဲလင်ဟားလန်လက်ရှိလုခလာစားကိုတော့တစ်ခါတစ်ခါကြာရင်မိသွားလောင်အဲလင်ဟားလန်ရဲ့ performance ကအမြင်နဲ့လိုလို peak ဖြစ်နေတယ်တွေ့ရမယ်။မနစ်ကအားနေပါရဲ့ဆိုတဲ့အဲလင်ဟားလန်တော့ဒီလောက်ကောင်းနေဆိုရင်ဒီနှစ်မှာကောင်းပါရဲ့ဆိုရင်အဲလင်ဟားလန် လောက်ထိကောင်းနိုင်မလဲ City သင်းကလက်ရှိမှာ title race တဲကိုမတိမတာမဟုတ်ဘဲနဲ့တကယ်ကိုထင်ထင်ရှားရှားနဲ့ပြန်ဝင်လာခဲ့ဖြစ်ဒါပေမဲ့လက်ဖြစ်ဖြစ်နဲ့လက်ရှိမှာ City သင်းကိုဒီနောက်ပိုင်းမဖြစ်မနေချီကျူးအောင်သူတို့ရဲ့ title ဆယ်ပိုင်းမှာတစ်ဖက်ကသူတို့ရဲ့ဒါကျွန်တော်အဓိက title ဆယ်ပိုင်းမှာအသက်သွေးကြောဖြစ်တဲ့ Jack Grealish မှာပါဝင်နေတာတေးကြပါပဲဒါ City သင်းရဲ့ဒါကျွန်တော်တို့အဓိကနောက်တစ်ခုပြောချင်တာက Donnarumma ပဲဒါကျွန်တော် Donnarumma နဲ့လက်ရှိမှာ City သင်းနေတာအရင်တော့ကဒါမနစ်ကပိုင်းမှာဒါ set piece တွေကတဆင် City သင်းကိုပေးရမှုတွေရှိခဲ့တယ်ဒါပေမဲ့ City သင်းနဲ့ဒီနေ့ပုံစံမှာဒါကျွန်တော် Donnarumma ရဲ့နောက်တန်းမှာဒါကျွန်တော်တို့ သူ့ရဲ့ demanding ပေါ့နော် ပြောချင်တာကဟိုတခါကြရင်ပြခုနကဂိုးသမဂိုးကြီးပဲချင်ပဲနောက်ကနေဒါကျွန်တော် demand လေးလုပ်နေလို့ရတခါမမဲရစီးသင်းကို either ဆက်ဆက်ရတုံးကဒီလိုပုံစံမျိုးတွေ့ခဲ့ရတယ်။ဒါပေမဲ့ Tottenham မှာနေလက်ရှိမှာဒါကျွန်တော် PSG အသင်းနဲ့သူ Champion League winner တယောက်နဲ့ဒီနေ့ပုံမှာ demand ဖြစ်တယ်သူ့ရဲ့ခံစစ်ပိုင်းနေ။အခီမားသွားရှိမှာ Tottenham မှာနေသူဒီအရင်ဆုံး console လုပ်တဲ့လူဖြစ်ခဲ့ပြီးဒါလက်ရှိမှာနောက်တန်းနေစီကသူ့စီကပို့ပြီးတော့တောင်းဆိုရလို့ဖြစ်လာခဲ့။အဲ့တော့ဒီနေ့ပွဲစဉ်တစ်ခုကြိုက်တာကဘာလဲဆိုတော့ဒါဒီနေ့ပုံမှာ Savior ရဲ့အငွေ့တက်တွေကိုလည်းပြန်တွေ့လာခဲ့ရတယ်။ဒါကျွန်တော် City သင်းဒါကျွန်တော်တို့ Allen Haaland ရဲ့ဒုတိယအသင်းကိုကိုလည်းဒါ Savior ကိုကိုယ်တိုင်ပဲဖန်တီးပေး ေးခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့မီတိုပင်ဆူစီကမူဆေဗီယိုအနေနဲ့ပြန်ကြည့်မယ်ဆိုတာသူ့ရဲ့ redemption arc လို့ပြန်ပြောလို့ရတယ်ဂျာရန်ဘီတိုကုလည်းအရင်လိုပြန်မဖြစ်ဘူးလို့ရတယ်ဒါကျွန်တော်လက်ရှိမှာဒီလိုပွဲမျိုးတစ်ချိန်တစ်ခါပဲဖြစ်တယ်ဒါပေမဲ့ဂျာရန်ဘီတိုကုအဲ့တော့လက်ရှိမှာဒီနေ့ပွဲမှာ CD သင်းနဲ့ပတ်သက်မယ်ဆိုတော့တဖြည်းဖြည်းနဲ့ CD သင်းကဒါကျွန်တော်တို့ conversation တွေကိုပြန်ဝင်လာပြီးသူတို့ဘာလုပ်နိုင်လဲဆိုတော့ဆက်လက်ပြီးတွေ့ရအဲ့တော့လက်ရှိမှာ Arsenal ပွဲရဲ့အဖြစ်ကိုမသိခင်မှာတော့ CD သင်းကလက်ရှိမှာဒါ ascending နေရာမှာတော့ရက်တီနေအောင်မှာဖြစ်တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်မီတိုပင်ဆိုစီကမှဒီနေ့ပွဲရတဲ့ကစီးရီးတင်တော့ဒီထက်ပို့ပြီးတော့ဂိုးပြတ်တဲ့ ਨੇ ်တကယ်တမ်းဒါကျွန်တော်စီးတီးသင်ပတ်ကိုသွင်းတွေ့ကြခဲ့မှာဆို၄ခုနဲ့၅ခုလောက်အေးစစ်စစ်တွေ့ကြမှာဆိုရင်ဒါစင်ဝက်လောက်ထိကိုတော့မှတွင်းလို့ရနိုင်မယ်နေထားမှာရှိတယ်ဒါပေမဲ့ဒီနေ့ပေါ်စမှာဒါခုနကပေါ်စီးတီးသင်နောက်ပိုင်းပေါ်စမှာဒါချီချူဘူကောင်းလာတဲ့ခံစားပိုင်းတွေဒါကျွန်တော်ကွင်းတဲ့ပိုင်းတွေကတကယ်ကိုလက်ဖျားကောင်းဒါပေမဲ့ကျွန်တော်တို့ကဒါ O'Reilly ရဲ့ assist ကတော်တော်လေးကိုဒါထားကြခဲ့တယ်အဲ့တော့ O'Reilly ကဒီနေ့မှာဒါ CD အသင်းရဲ့ Academy ကတစ်ဆင့်နောက်ထပ်တစ်ဆင့်ဒါကြောင့်ဒါပေါ်စလူသစ်ဝယ်စရာမလိုဘဲနဲ့ fullback ကစားသမားတစ်ယောက်ကိုဒါမွေးထုတ်ပေးလိုက်တဲ့ဥစ္စာပြောလို့ရတယ် O'Reilly နဲ့ဒါခံစစ်မှာကိုတိုက်စစ်မှာကိုတကယ်ကိုချီချူးစရာကောင်းလောက်အသက်ရွယ်နဲ့မလိုက်ကောင်းလို့နဲ့ကစားသမားတ ယောက်လို့ကျွန်တော်ကတော့ထပ်မှန်ပြီးတော့ချီးကျူးခြင်းနဲ့ကစားသမားတယောက်လို့ပြောရင်းနဲ့ပဲကျွန်တော်ကတော့ကွန်ပြူပါအောင်အဲ့တော့ဒါအစတဲ့ပွဲပြီးသုံးသက်ချက်ကိုတော့မနက်ဖြန်မနက်အစောပိုင်းမှာပဲကျွန်တော်တင်ဆက်ပေးပါတော့မယ်ဟုတ်ပါပဲဘလို့ဘတွေကိုချီးကျူးခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4U တို့မှာကျင်းလူစပောင်းကူညီလို့ရပါတယ်မြန်မြလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြကလစ်မှာမြန်မြနိုင်မှာဖြစ်ပါတယ်အားလုံးပဲကျူးတမရဲကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစုမငေါတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့ကျွန်တော်တော့ကွန်ပြူပါအောင်အများကြီးလက်ကလစ်ပေးကြပါဦးမြန်မြကလစ်မှာမြန်မြနိုင်မှာဖြစ်ပါတယ်ပြီးပါဗျ